ားပြည့်ခြင်းနဲ့အိမ်ကအောင်မြင်တဲ့ဘလုံးသမားကြီးဖြစ်ခြင်းဘလောက်ကလေးရှိသည်ဒီကရင်ဆိုင်ပြီးကျိုးတာပါဘယ်တော့ကနေရှိပါ යි ဟာ73နှစ်73နှစ်ရှိပြီဟာဝန်တော်ကန်တော့အားကြပြီးဘလုံးစလေးခြင်း तू ကဇွဲရှိတယ်ဟိုစူးစားရတယ်ပေါ့ကျွန်တော်အမြင်ပေါ့ကျွန်တော်အတွေ့အကြုံလေးရပါတော့ ်သူ့ကိုကျွန်တော်လုံးအားအသင်ဝင်သူ့ဘောလုံးစကီတော့တယ်ဗျာဒါကိုရီမလုံးနိုင်တဲ့အရာတွေပေါ့အလုံးကကျွန်တော်မြင်ရတယ်ပေါ့ဟုတ်အဖေကြားတဲ့လူသူတို့ချစ်ခြင်းနဲ့ဇန်နာအတိုင်းလေရွေးစင်ပြောင်းကကြိုးစားရပါမယ်ဒီလို င်းကတော့သူ့ဖေနဲ့ပေါ့သူ့ဖေနဲ့ friend ဖြစ်နေကြပြီသူ့ဖေနဲ့အဲ့ friend မဖြစ်ခင်နဲ့ကအကူတယောက်ပဲသူကလည်းနေဘက်ကပဲကျွန်တော်လာပြောတယ်ကိုညောင်းဝီတဲ့ကိုညောင်းဒီတင်တန်းလေးဖွင့်လာတယ်မြင်ရတော့တွေ့ရတယ်ပေါ့သူကလည်းနေသူအစင်ပြီးအောင်မြင်လာလဲတွေ့ရတွေ့တော့ဟိုထပ်ပြေမောင်ဆိုတဲ့ကလေးလေးကိုသူကအကောက်လေးလင့်လာချပြီးပြီးတော့ကျွန်တော်ဝင်ကြည့်ရအောင်အော်ဟောဟောကိုလို့သူ့ရဲ့မြေအောင်မြောက်ပေးပါလားဟုတ်လို့ကျွန်တော်လည်းတက်နေတော့တော့ကိုကြိုးစားပေးပါမယ်လို့ လေးကိုပေါ့တင်ရန်ထားခြင်းလေပေါ့သူတို့အဆင်မပြေဘူးပေါ့တည့်ရတိုင်းပဲလေရတယ်အကိုလို့ကျွန်တော်လည်းဖွင့်နေပြောရတယ်ကျွန်တော်လည်းဘာကောင်မှတော့မဟုတ်ဘူးလို့ဒါပေမဲ့ကျွန်တော်တင်တိုင်းမှာလက်ရှိကအများကြီးပဲတင်တိုင်းကြီးမပေးတဲ့ player လေးတွေပေါ့အဲ့ player လေးတွေကပဲအခုလက်ရှိကိုဟိုအတင်းတွေ club င်းကိုကိုဒီမှာကန်နေကြပြီဆိုတော့ရတယ်အကိုလို့ကျွန်တော်နေဖို့အတွက်လေးနည်းနည်းလေး season လိုက်အောင်မယ်လို့ခက်ကာလာနဲ့နည်းနည်းလေးချိန်တော့ဆိုသူတို့ကတကယ်လို့လာထားမယ်ဆိုရင်တင်တိုင်းကြီးကတော့လုံးဝပြီးစံမလို့လို့ဟိုကိုကိုပြောမယ်လို့ကျွန်တော်တင်တိုင်းရှိနေတွေ့ဒီကလေး တင်နေကြီးပေးဖို့မလိုဘူးလို့ပြောအာတော်လည်းကျေးဇူးတွေတင်တာပေါ့အဲအဲ့အနေပြောထားခဲ့ဘူးတာပေါ့ကျွန်တော်တို့အဲ line ပေါ်မှာတင်တန်းနေကြည့်ရပေါ့နော်တင်တန်းနေကြည့်ရပဲဖယ်တင်တန်းလေးတွေခေါအောင်မယ်ပေါ့နော်ဟိုစိတ်ကူးနဲ့ပဲတွေးနေရတယ်ပေါ့နော်ကို့မှာကို့အနေထားနေကြတော့ဟိုဘယ်လိုပြောရမလဲစိတ်ထဲမှာသာရှိနေတယ်တကယ်လက်တွေ့ကြတော့ကိုယ်ကမလုံးနိုင် မလုံနိုင်ဘူးဆိုတာဟိုဘယ်လိုပြောရမလဲမိဘမှာပြည်တယ်မှာသူ့လုံပေးလို့ရမှာလေကိုကိုတိုင်ကလုံပေးခြင်းရတာ ਨੇ ခစ်ကားတာ ਨੇ လုံငန်းကင်ငန်းနေရအောင်အဆင်မပြေဘူးကွယ်အဲအဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော်အဆင်မပြေတော့သူ့မပန်မိုးနိုင်ဘူးအဲ့လိုမျိုးလေးဒါကဘယ်နှမရှိပါ යි ။ဒါ73 73နှစ်ရှိပြီ။ဒါဝန်ရိုကန်အောင်အားကြပြီးဘလုံးစလေးကြီး စတဒီတစ်ခေါက်လာတဲ့စိတ်ခံစားချက်ပေါ့အားလုံးရှိမှကိုယ့်ရဲ့ခြေစမ်းခြေစားတွေကိုပြသရတယ်အဲ့ပေါ်မှာဘယ်လိုမျိုးခံစားရဒီကတော့ဒါနောက်ဆုံးကြိမ်ကိုတော့ပါရင်တာပေါ့ဒါမမျော်လင့်ဘဲနဲ့ရောက်လာတာပေါ့နော်ဘွဲကျုပ်ကပထမတစ်ခါကြုံညာထားတယ်လေအနာကိုရက်ပြန်ရှူဆိုင်လိုက်တော့အဲအဲ့လိုမျိုးပေါ့နောက်ရက်26ရက်နေ့အဲသူတို့ကပြန်ပြီးရွေးမယ်ဆိုတော့ပူရီမာက ုံစားကြီးဆိုတော့အချိန်ကပိုကားရဖြစ်သွားရက်ကမတရားကတ်သွားလုပ်တွေထားပြီးတော့အာချင်းဟင်းတရနေပြီးတော့ကားစီရတယ်ပေါ့ပစံလေး9000ဝယ်ပဲရှိဒါကျွန်တော်အဲ့9000ဝယ်နဲ့ဟိုဘယ်လိုပြောစိတ်အားငယ်တာပေါ့ကျွန်တော်တို့ပြောရမယ်ဆိုအရေးစွန့်လိုက်တာပေါ့နော်ဟုတ်ဖြစ်တယ်အကြောင်းပေါ့ကိုနေဖြစ်နေကိုနေဟိုပေါင်းတဲ့စက်တန်တန်ငယ်ချင်းတွေရှိတယ်ဒီလိုအကြောင်းပြောပြီးသွားမယ်လို့ကတော့ဖြစ်အောင်လုပ်မယ်ဆိုတော့ ဆန်းလာနေတာအဲ့လိုလိုသွားတာတော့အခုသူ့ခင်တော့တိုင်မြင်လာတယ်တိုင်မြင်လာဆိုတော့ဟိုဒီကလေးကအခုတပတ်သူတို့အဖွဲချုပ်အကင်ပြီးအဲချင်းချင်းညမယ်တဲ့သူတို့ပိတ်ကပြန်မယ်ဆိုတော့အဲ့ဟိုပါတီဖြစ်စေပါတီဖြစ်စေပေါ့ဟိုကျွန်တော်အိမ်မှာပဲပေါ့ခေါ်ရမယ်ခေါ်ရပြီးတော့သူ့ဖေသူ့မိဘတွေအစမ်းတာအတိုင်းပဲပေါ့ ခေါ်ရပြီးတော့ကလေးကိုကျွန်တော်ဘောလုံးနဲ့ပဲထိတွေ့နေမှာပဲကျွန်တော်မြောက်တုံတန်းခွဲလဲသူ့ကိုခေါ်ရမှာပဲလိုင်တန်းခွဲလဲသူ့ကိုခေါ်ရမှာပဲစောစောလေးရပဲသူနဲ့ညင်းညောင်းတို့တန်းပိုင်တို့ဟိန်းထောင်တို့နဲ့ဖုန်းလေးပြပြပြောပြီးပါပြီဟိုဘက်ကခိုးကောင်းနေရလဲခေါ်ရလိုက်တဲ့အဲဘယ်လိုဘယ်လိုဖြစ်လဲသူတို့လေဒီအောက်ချီရပဲတက်တက်လာတော့ဟိုဘယ်လိုဖြစ်ခေါ်ရလိုက်တဲ့အဲကလေးတို့ကတော့အဆင်ပြေမှာပါ သူတို့ကဘယ်လိုဖြစ်အခုကတော့သူတို့ကဖနက်အဲတချို့အင်းကြီးလေးကျွန်တော်စီစဉ်ပေးထားတယ်ပေါ့ဒါကြတော့သူကျွန်တော်လမ်းလို့နေမယ်ဆိုရင်တော့ သူတို့အဲပေါ့အချင်းချင်းခေါင်းအလုံးမှာအစ်တတွေပဲအဲလိုနောက်ဆုံးဟိုကျွန်တော်လဲကိုချွေးနေတာလေးနဲ့ရှာလာတဲ့ဟာလေးတော့ရှိတာပေါ့သူဒီမှာနေပြီးတော့သူ့အဖေကနေပြန်သွားရင်လည်းတာဖာနဲ့ဆက်တွေ့လို့ရအောင်လို့ဖုန်းလေးတော့အစီအစဉ်ပြုလို့ရှိတယ်ကောင်းနေတော့မှာဒီကော်ပေါ်လုံးလေးဟိုကန်ဒီကန်လိုက်ကန်နေတာ ဟိုကလည်းမျက်ခြေမပြတ်ကြည့်နေတာဟိုဘယ်လိုပြောမလဲသူမှဖေးသွေးပါနေတာဒီကလေးอ่ะအဲအဲ့လိုပုံစံမျိုးပေါ့နော်ကြီးလိုက်တော့အဲ့ဒါနဲ့အဖေရဲ့တောက်ဟိုတဲ့ဘောလုံးသေးလုံးလေးဝယ်ပေးပါလားတဲ့ဒါဘောလုံးကန်ရင်လို့အဲအဲ့ဒါဆိုရင်မင်းဘောလုံးဒီမှာလုံမလားလို့လုံမယ်တဲ့အဲအဲ့ဒါဆိုရင်မင်းငါပြောတကနားထောင်ပေါ့အဖေတင်ပေးမယ်ပေါ့နော်အဲ့ဒါနဲ့အကျိုးမြတ်ရှိအောင်ဆိုပြီးတော့ဒီဘောလုံးလေးဝယ်ပြီးတော့ တားဖတ်နေတော့ဘောလုံးကွင်းထဲသွားပြီးတော့ဒီဘောလုံးဖမ်းထိန်းသိမ်းနေပေါ့နော်ခြေကုံဖမ်းခြေကွင်းဖမ်းပေါင်းဖမ်းရင်ဘတ်ဖမ်းခေါင်းဖမ်းပေါ့အဲ့ဒါဖေးရနေပြီးတော့အဲ့လိုမျိုးလေးပြစ်ပြစ်ပဲအဲ့လိုမျိုးလေးပေါ့ဟိုအစင်လိုက်ပေါ့နေတိုင်းလေးကျင့်ပေးတယ်ပေါ့အမျိုးမျိုးပေါ့နော်အဲ့လိုမျိုးဘောလုံးထိန်းသိမ်းနေနေနိုင်နေအောင်ပေါ့နော်အဲအဲ့လိုမျိုးလေးလောက်ပြီးတယ်ပေါ့နော်အန်တော့ကဘောလုံးကတော့စတော့တယ်ပဲခြေတုံလေးခြေကုံလေးတွေတော့ ။အပြီးတော့ဘလုံးအဖမ်းဒိန်းကြီးတွေလောက်ပြီးတော့အာပင်လေဒီလေးတွေကအဲ့လိုအမတွေရလို့ရှိတယ်။ဒါဖြစ်စင်တဲ့အိမ်ကအာဒါဖြစ်စင်တဲ့အိမ်ကအောင်မြင်တဲ့ဘလုံးသမားကြီးဖြစ်စင်။ဘလောက်ကလေးရှိသူတွေကရင်ဆိုင်ပြီးကျိုးတာပါ။ဘလိုမျိုးပြင်းပြတဲ့စိတ်ငြင်းခဲ့ရတယ်ဆိုတော့ तू ကဇွဲရှိတယ်ဟို စ조사တယ်ပေါ့ဒီစီယောနိုဒိုရဲ့သူ့ရဲ့ဂိုလုံးရဲ့ပညာပေါ့ကွင်တွင်ကွင်ပြင်ပေါ့အဲ့ကဲပညာကိုသူအကုန်နှစ်သက်တယ်လေဘလုံးကွင်းထဲမှာလည်းသူဘလို့လက်ထွက်သွားလဲဟိုသူဘလို့ကန်လဲအသေးစိတ်ကစပေါ့နော်ဒီလိုမျိုးဖုန်းနဲ့ကြည်လေးလာပြီးတော့မှပဲသူကအဲ့လိုမျိုးပေါ့တင်ယူတာပေါ့နော်အဲ့ဒါလေးတွေကိုလေးကျင်တယ် ဒီတစ်ခုပိုင်သွားပြီဆိုရင်နောက်တစ်ခုဆက်တယ်ပေါ့အဲအဲ့လိုမျိုးလေးပေါ့ကျွန်တော်အမြင်ပေါ့ကျွန်တော်အတွေ့အကြုံလေးရပေါ့သူ့ကိုကျွန်တော်တော့အန်အားတင်သွားတယ်သူဘောလုံးစကီတော့တာကြီးပါလေဒါပေမဲ့သူကစားတဲ့ပုံစံအားကြောင့်ကျွန်တော်တေချာတော့ဟိုမတွေ့ရသေးဘူးသူဘောလုံးစကီပိုင်းတော့တော်တော်လေးအဲကိုယ်ဒီမလုံနိုင်တဲ့အရာတွေပေါ့လုံးဝကျွန်တော်မြင်ရတယ်ပေါ့ဒါပေမဲ့အခုဒီရောက်တော့ဟိုကျွန်တော်ဆရာကြီးတွေလည်းရှိရတယ်ကျွန်တော်မှသင်ဆရာမင်းစားကြားဆရာတွေအများကြီးပဲဆိုတော့ကျွန်တော်လည်းမဟုတ်ဘူးပေါ့ဒီကလေးရဲ့ဘဝ ဒီထက်မြင်တဲ့မြင်ဖို့ဆိုရင်တော့ကျွန်တော်ရဲ့ကျွန်တော်မှာတော့ဆရာကောင်းမကောင်းနဲ့အများကြီးပဲဆိုတော့ဒီဆရာကြီးနဲ့ပေးတွေ့မယ်သူ့အတွက်ဘလို့လေးပေါ့ကျွန်တော်ကြော်တော်တဲ့တော့မဟုတ်ဘူးပြီးရင်ကျွန်တော်ငငယ်ချင်းနဲ့တိုင်ပင်မယ်ပြီးရင်ကျွန်တော်ဆရာလေးအဓိကတော့ဒီကလေးတိုးတက်သွားဖို့ပဲဒီက तू तू ဘွားလေးဟိုအလုံးက तू ရှောက်လန်းကျင်တဲ့ဒီ professional အိမ်မက်ကိုဆက်မှတ်ပြီးတော့သူ့ဆန္ဒလေးပြုတ်အောင်ပေါ့အဓိကတော့ तू အောင်မြင်တော့အဓိကတော့ဟိုသူ့မိဘကြီးလေးဆက်ကျန်းသားပါပဲလေဟိုမပြေစုံခြင်းဘွားကနေလာပြီးတော့ဒီလိုမျိုးဖြစ်သွားတယ်ဆိုတော့ င်းနေတယ်လေထားယူလို့ပြန်ပြီးကျေးဇူးဆက်ခြင်းဟွာထောက်မှန်ပေးနဲ့ဆရာညင်းညမ်းကိုလည်းကျေးဇူးဆက်ခြင်းလေလေပြောပြကြပါဟာတော့အပြည့်ရတဲ့လူလူသူတို့ဖြည့်ကျင်တဲ့ဇန်နာအတိုင်းလေရွေးစဉ်ဖြစ်အောင်ကကြိုးစားရပါမယ်ဒီလိုလို